Hello အားလုံးမင်္ဂလာပါ Good day football channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကြော်ဒီတောက်ကြညမှာတော့ကလပ်ပွဲရအားလုံးပြန်လည်စတင်ပါပြီဒီနေ့ညကတော့ဒါ၃ပွဲပေါ့နော် Championship နဲ့ဆို၄ပွဲဖြစ်ပါတယ်အဲ့တော့ဒီနေ့အစပြီးကျွန်တော်ကလပ်ပွဲတွေဒါနေတိုင်းနေပါလောက်ဒါပြန်လည်စတင်တော့မယ်အနေထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တေချာလေးစ조사ပြီးတော့ဒါတရရှင်တရရှင်ဒါအပေါင်းအများကြီးပြနိုင်အောင်조사သွားကြပါမယ်အော်ဒီနေ့ကတော့ကျွန်တော်တို့ ဒါ၃ပွဲပေါ့နော်အဓိကမေဂျာလီကတော့၃ပွဲပေါ့ချန်ပီယံရှစ်ကတော့ကျွန်တော်အရင်ကြီးအပြင်တိုင်းနေပါတယ်လည်းမဖွင့်တော့အရင်ကြီးတော့ဒါဆော့လို့မကောင်းဘူးပေါ့နော်အဲ့တော့မနေ့ကတော့ကျွန်တော် online tick အဆင်ပြေတယ်ရှေးတည့်ရက်မှာတော့ online tick ကကြွားရတယ်ပေါ့နော်အဲနေမှာပွဲလေးပေါ့နေမှာပါတဲ့အတင်းကပနဒီထပ်ပေးလေးရတော့ကျွန်တော်ဝမ်းဝမ်းဖြစ်သွားတယ်နော်အဲ့ပွဲလေးကျွန်တော်ဒါနေမှာတော့တင်းကိုနိုင်သေးခြင်းခဲ့တာပေါ့နော်အောက်ကနေအပေါ်ကိုလှမ်းပြီးကြီးကျော်ပေးခဲ့လို့ပေါ့နော်အဲ့တော့ထားပါပြီးခဲ့ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ဒါ ဒီသုံးပွဲကိုပဲအဓိကသုံးခဲ့ပေးမယ်ပြီးရင် championship ကိုလည်းအကျဉ်းလေးကျွန်တော်ပြောပေးမယ်ပေါ့နော်အော်ကျွန်တော် Viber Free Channel တကယ် Free Channel မှာ join တဲ့ညီကိုရှိလို့ရှိရင်ဒါ comment မှာ link လေးချပေးထားပါတယ်အဲ့ဒါသင် join လို့ရပါတယ်ကျွန်တော်ဒီနေ့ဒါအကောင်လုံးပို့ပေးပါမယ်နော် free tip တွေမောင်းနေအကောင်လုံး YouTube မှာပို့ပေးပါမယ်အဲနောက်တစ်ခုကကျွန်တော်ရဲ့ channel အစ်ဖြစ်တဲ့ဒါ The Rush Analysis ဆိုတဲ့ channel လေးလေးဒါ main ပွဲတွေသုံးခဲ့ပြီး channel အစ်တွေ ထောင်ထားပါတယ်အဲ့ channel link လေးကျွန်တော်ချပေးထားပါမယ်မကြွားမ channel ကို subscribe မလုပ်ရတဲ့ညီကိုရှင်တွေသွားလုပ်ထားပါတော့ဒီလာမဲ့တနင်္လာညမန်ယူနဲ့ everton ပွဲစဉ်ကိုအဲ့ channel မှာပဲတင်ပေးသွားမှာဖြစ်ပါတယ်ကဲတော့ကျွန်တော်စလိုက်ကြရအောင်ပထမဆုံးပွဲစဉ် Spain La Liga ပေါ့နော်ဘလန်ဘလန်စီယာနဲ့လီဗန်ဒီနှစ်နိုင်ခွဲမှာကံမှာဖြစ်ပါတယ်။လက်ရှိမှာဘလန်စီယာက level 80ရှုံး၃လုံးကို85ပြား9။စတဲ့ကြီး level 80ရှုံး၂လုံး95ပြားရှုံး။အဲ့တော့ ဘော်ဒီကြီးတန်းဆယ်ပြားလောက်ဒါတက်လာတယ်ကိုပေါင်းကြီးဒီပြား20လောက်ပေါ့နော်ဒါ 3D သုံးလုံးအပြည့်နိုင်ဝင်ရိုးမှာဒါ80နိုင်လောက်ပြန်ဖြစ်သွားတဲ့အနေထားပေါ့နော်အော်နည်းနည်းလေးပြား20လောက်ပြင်းလာလို့ပြောလို့ရပါတယ်အဲ့တော့ဘလန်စီယာကောလီဘန်တီကောကလက်ရှိမှာဆိုရင်မက်ပီစီယာမှာဆိုရင်အဆင့်18နဲ့19တန်ဆင်းဆုံးမှာရောက်နေကြတယ်ပေါ့နော်ဘလန်စီယာကတော့တန်ဆင်းဆုံးရဲ့အပေါ်မှာ18ဒါပေမဲ့ရမက်တူအောက်က18 အစင်းဆက်ကြီးကဂျီရိုနာနဲ့ရမက်တူဂိုးကွာချားချက်ကြောင်းတာသူဒီဆက်ခွန်မှာရက်တည်နေပုံမှန်ဆိုတော့ဒါတန်းသင်းဆုံးနေပေါ့နော် အော်ဒီနှစ်တင်းဒီတန်းသင်းဆုံးတိုက်ပွဲပုံစံမျိုးနှစ်တင်းစလုံးအမက်လွယ်ချက်ရှိနေသည်တန်းသင်းဆုံးကနေလွတ်မြောက်ဖို့အတွက်ဒါရမက်ဒီထူဆောင်မဲ့အချိန်ကာလတစ်ခုရောက်လာကြပြီပေါ့နော်အော်ဒီအနေထားမှာကျွန်တော်တို့ဘေးအသင်းကိုရွေးချယ်မလဲဘော်ဒီကိုရွေးချယ်မလားကိုပေါင်းအပေါ်အောက်ကိုရွေးချယ်ကြမလားကျွန်တော်ကတော့ဒီပွဲမှာ နှစ်တင်းစလုံးအမတ်လွယ်ချက်ရှိနေတဲ့အတွက်တန်တင်းစုံတိုက်ပွဲလည်းဖြစ်လာနိုင်ခြင်းများတဲ့အတွက်ကျော်ဒီပွဲမှာပေါ့နော်ကိုပေါင်းအပေါ်လေးကြိုက်တယ်ကိုပေါင်းကလည်းဒါအစကလေးကနှလုံး80ရှုံ90ရှုံဝင်ကျင်ကြရကျွန်တော်ကဒီပွဲကိုပေါင်းအပေါ်လေးကိုနည်းနည်းလေးကြိုက်နေပါဘောစပိန်လာလီကာမှာဒီလိုကြီးတန်းကြီးကအပေါ်ကိုနည်းနည်းလေးတွားတာများတယ်အဲ3လုံး90နဲ့ဒီနှလုံး80ရှုံ ့ဒီကြားထဲမှာအပေါ်သွားတာများတယ်ပေါ့နော်။တုံလုံးတည်ရလို့ပါအောင်ဆိုတော့တည်ကြပေါက်သွားတာပေါ့နော်။အဲ့တော့ဒီအနေထားမှာကျွန်တော်ကကိုပေါင်းဘော်လေးကိုအဓိကကြိုက်တယ်။နောက်တစ်ခုက body ပေါ့နော်။ body ကတော့ ဒီအင်ရှင်အားသာချက်ရှိတဲ့ဒါဘလန်စီယာကိုကြိုက်မယ်ဆိုရင်လည်းကြိုက်လို့ရတယ်ဘလန်စီယာအနေနဲ့နောက်ဆုံးပွဲစဉ်မှာဒါဘက်တစ်ကိုတီရောက်ကန်ထားတယ်ရီယယ်မက်ထရီကိုတော့ဝီကမန်သူတွားရှုံထားတယ်ပေါ့နော်အဲသူတို့နိုင်ပွဲဒီအိမ်ကွင်းမှာနိုင်ပွဲပျောက်တာတနည်းလေးနည်းနည်းလေးတော့ကြာနေပြီပေါ့နော်ဒီတန်တက်ရီယယ်အိုမီဒိုကိုလည်းသူတို့ရှုံနေနောက်တစ်ခုကဘီလာရီယယ်ကိုလည်းသူတို့ရှုံနေနောက်ဆုံးပွဲစဉ်ကြာမှဒီဘက်တစ်ကိုသူတို့တီကစားနိုင်တာဆိုတော့သူတို့အနေနဲ့ဒီနေ့မှာအိမ်ကွင်းနိုင်ပွဲပြန်ရချိန်တော့တန်နေပြီအဲ့တော့ အင်ငွေအတာချက်ရှိတဲ့ကြေးလဲဒါလည်းပဲတရားရှုံးဝင်ရုပ်အခြေခံပြီးပေးထားတာဆိုတော့ဒါအစင်တိတ်မကွာတဲ့အနေထားမှာလည်းပဲ90ရှုံးတော့ပေးမယ်ဆိုရင်ဒါကျွန်တော်လက်ခံပေးလို့ရတဲ့အနေထားပေါ့နော်ဒါမဲ့လည်းပဲတရားရှုံးဝင်ခြင်းတိ ပေးထားတာဖြစ်တဲ့ body ဆိုတော့ကျွန်တော် blancia body ယူဆောက်လို့ရပါတယ်ဒါပေမဲ့မောင်းလောက်ပဲကောင်းတယ်လို့အကြံပေးခြင်းနဲ့ကိုပေါင်းပေါ်လေးတော့ပိုကောင်းတယ်လို့ကျွန်တော်ပြောခြင်းနဲ့ပေါ့နော်အဲဒီနေ့တွေ့ဆုံမှုနောက်ဆုံး၅ကြိမ်ကိုကြည့်မယ်ဆိုရင်တော့ဒါကိုပေါင်းအောက်တာ၄ကြိမ်လောက်ရှိတယ်ဒီကြိမ်လောက်ပဲပေါ်တယ်ဒါပေမဲ့သူတို့ဒီဒါတွေ့ခဲ့တာရဲ့2021 20ပေါ့နော်လီဗန်ဒီကဒီနှစ်ကျမှတန်းပြန်တက်လာတဲ့အတင်းဖြစ်တော့ဒီ2023 24ဒီမှာတိတ်ပြီးမတွေ့ခဲ့ကြဘူးပေါ့နော်အော်ဒီနေ့မှတန်းတက်အတင်းနေနဲ့လေဒါနောက်ထပ်တန်းမစင်းသွားရအောင် ကိုယ်နေတွင်းလာနိုင်ကြများတယ်ဖွင့်တိုက်လာနိုင်ကြများဘလန်စီယာအနေနဲ့ကလည်းဒီမှာဆက်ပြီးတော့စပီနာလီဂ်မှာရက်တည်နိုင်ဖို့အတွက်ဒါနိုင်ပွဲလိုအပ်နေရောနှစ်ဖက်နှစ်ဖက်တွင်းကိုမြင်တွေ့ရနိုင်ကြများတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ကိုပေါင်းအပေါ်လေးကိုကြိုက်ပါတယ်ဘော်ဒီဆိုတော့ဒါဘလန်စီယာဘော်ဒီလေးကြိုက်ပါနော်နောက်တစ်ပွဲကတော့မိတ်နဲ့ဟော့ဖန်ဟိတ်နှစ်နာရီမှာကံပါပါဘော်ဒီဂျေးတဲတဲဖွင့်ပေးထားပါတယ်ကိုပေါင်းချင်း335ပြားနိုင် 3G ဝင်ရောအခြေခံပေးထားပါတယ်အဲ့တော့ဂျာမန်တောက်ကြတောက်ကြဂျာမန်ဖော်မြူလာ အပေါ်ဆက်လာမလားရှင်အပတ်ဒီမှာဒီနိုင်ငံတကာ break မတိုင်ခင်မှာကျွန်တော်တုံးလုံးထီတော့ရောက်သွားတယ်ဒါပေမဲ့ဘာမှကျွန်တော်အကျိုးမြင့်များများဆားဆားမရဘူးအဲတေးကြောင်ကြတဲ့လူရှိမယ်ရတဲ့လူလည်းပြားလေးပဲရှုံးတဲ့လူလည်းမိုင်းနဲ့တူနီမိုင်းနဲ့တစ်ဆင်လောက်တော့ထိုးမဲ့သူဆိုရင်လည်းဒါမိုင်းနဲ့တော့ပြသွားအောင်မယ်เนาะအဲ့တော့ဂျာမန်တောက်ကြဂိုးပေါင်းအောင်နေရနည်းနည်းလေးကြာနေပြီရှေ့မှာအဲ့နိုင်ငံတကာမတိုင်ခင်တုံးလုံးမရောက်ခင်ပွဲရှေ့မှာဆိုနှစ်ကြိမ်ဆက်တိုက် ဂိုးပေါင်းနှစ်ပတ်ဆက်တိုက်ဂိုးပေါင်းအောက်ပြီးမှ၃လုံးတပွဲထက်လာတယ်၃ပတ်မြောက်မှာတော့၃လုံးထိပဲရောက်တယ်ဒီတစ်ခါ၄ပတ်မြောက်ဖြစ်သွားဒီနေ့ကအော်၄ပတ်မြောက်မှာတော့ ဟိုအပေါ်တော့လာသိမိပါတော့တောက်ကြကြမဲ့ formula ကိုပဲကျွန်တော်ဆက်ပြီးတော့လိုက်ရမှာပဲကိုပေါင်းအပေါ်ပဲယူရမယ်နောက်ဆုံးပြေဆုံးမှုနောက်ဆုံး၅ချိန်မှာ၄ချိန်ကကိုပေါင်းအောက်တာပဲဒီပွဲလေးနော်ဒီချိန်လောက်ပဲကိုပေါင်းအပေါ်တက်သွားတယ်အဲဒါပဲဒီနေ့တော့ဒါ body ခြေတန်းနဲ့ကိုပေါင်းခြေတန်းကိုရှင်းလိုက်တာနဲ့ကျွန်တော်ဒီ body ထဲထဲပုံစံမျိုးမှာကိုပေါင်းခြေဒီ၃လုံးရှင်းတော့ဆယ်ပြားလောက်၅ပြားလောက်ပဲစားရမယ်ဆိုရင်အနေထားဒီနှစ်ဖက် twin ကိုမြင်တွေ့ရနိုင်ခြင်းဖြစ်တာကြောင့်ဒီလိုကိုပေါင်းခြေကိုဖွင့်မိထားတာပေါ့နော်အဲ့တော့ဒီပွဲကကျွန်တော်ကိုပေါင်းအပေါ်လေးကြိုက်တယ် match အနေနဲ့ ကကျွန်တော်တို့လက်ရှိမှာမှတ်ပေးစရာမှာဆိုရင်စက်ခွန်မှာရည်တည်နေ Hoffman ဟင်းကအဆင့်ရှောက်မှာ Hoffman ကလက်ရှိမှာ Karen Fong လေးမစိုးတဲ့အတင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့ Ingwin သွမ်းတောင်ယူကြည့်မယ်လို့ main က Ingwin မှာငါးပွဲကန်ပြီးရဲ့အချိန်မှာတပွဲပဲတည်ကြပြီး၄ပွဲတောင်ရှုံးနေရာကို၄ကိုပေးကိုကိုကိုနဲ့တတ်မှတ်ပေးရတာ Hoffman ဟင်းကကြတော့အဝေးကွင်းသွမ်းတောင်ယူကြည့်တဲ့အခါမှာအဆင့်နှစ်နေရာမှာ Bayern Munich အောက်မှာရည်တည်နေ၄ပွဲ နိုင်နေတပွဲတည်ကြရင်ငါပွဲကန်တာမှာလုံးဝရှုံးဝဲမရှိတာဘူးเนาะအဲ့တော့ Hoffenheim ကအဝေးကွင်းကောင်းနေတဲ့အချိန် Mainz ကကျတော့အိမ်ကွင်းမှာပို့ပြီးတော့ရလက်တွေရင်းရိုင်းနေတဲ့အချိန်မှာလာတွေ့နေတာဖြစ်တယ် Mainz ကမနစ်ကခြေသွမ်းနဲ့မတူတော့မနစ်ကသူခြေသွမ်းကောင်းလို့ဒါဥရောပပြိုင်ပွဲဝင်ခွင့်ရသွားတယ်အဲ့တော့ဥရောပပြိုင်ပွဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ Conference League သွားကန်ရတဲ့အချိန်မှာကစားသမားအင်အားမလုံလောက်မှုတွေရဒါကတော့အတင်းလက်တွေအတင်းငယ်တွေမှာကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပဲအ သူတို့မှာ injury ကစားသမားပေါ်တိုင်းသူတို့မှာစားထိုးစရာအရင်ကစားသမားကောင်းကောင်းလုံတော့မရှိတဲ့အနေထားမှာဥရောပပွဲစဉ်အအောင်ဆိုင်ရတော့ဒီဘက်အမတ်ပေးပြန်ပွဲမှာရမတ်ဒီဆုံချုံနေရလက်ဒီရင်းရိုင်နေပေါ့နော်အဲ့တော့လက်ရှိသူ့ရဲ့ဥရောပပြိုင်ပွဲကိုကျွန်တော်တွားကြည့်ရခါမှာ conference မှာတော့၃ပွဲကံပြီး၉မှတ်ရထားအဲ့တော့လာမယ့်ကြားရမှာသူဒီဒါအဝင်းဝင်းတော့ကံရမယ်ဒါပေမဲ့၉မှတ်ရထားဆိုသူအဲ့အဲ့ပွဲပန်းမှာကြတော့ကျွန်တော်တို့ ဟိုနည်းနည်းလေးအမိုက်ရော့ခံလို့ရတဲ့အနေအထားတေသွားကြလို့ရတဲ့အနေအထားဆိုဒီနေ့မှာဘွန်ဒက်လီကာကိုပြန်ပြီးအာယုံစိုက်မလားပေါ့နော်ဒါလေးကိုကျွန်တော်ကစဉ်းစားမိ။အော်ဒီနေ့မှာလက်ရှိနေမှာဟော့ဖိုင်အင်းနေနဲ့အဆင့်6မှာလည်းရက်တည်နေတယ်။အဆင့်7ခုကတန်ဆင်းဆုံကဒီမိတ်ကိုဒီရလက်ဒီကောင်းနေရတာနဲ့ဘာဖြစ်လို့ကြီးမပေးရတာလဲပေါ့နော်။ဒါလေးကိုကျွန်တော်တို့စဉ်းစားစရာလေးတခုတော့ရှိတယ်။အော် ပုံမှန်ဆိုတော့ hot fire အနေနဲ့ကြီးပေးလိုက်လို့ရတယ်အမှတ်ပေးတည်ပေရကြီးမယ်ဆိုရင်တော့ hot fire အနေနဲ့ level 90ရှုံးလောက်ပေးလို့ရအဲ့တော့လက်ရှိ mage နဲ့ saint volley ဆိုရင်ဒါအဆင့်16ဆက်ကွန်ကဲ့ရအဲ့တော့ hot fire က saint volley နဲ့ဒီနေ့ရည်ဝေးကွန်းမှာသွားကန်ပြီးသွား saint volley အိမ်ကွန်းမှာ hot fire ဒီဒါ german bundesliga မှာဒဲဒဲဖွင့်နေ german cup မှာ level 90ရှုံးဝင်ရုပ်ဖွင့်ပြီးကန်နှစ်ကြိမ်ဆက်လိုက်သူကန်ခဲ့ရအဲ့တော့ဒဲဒဲပုံစံမှာ3စနစ်နိုင်ပြီးတော့ level 90ရှုံးမှာ1-1တည်ကြခဲ့တယ်ပေါ့နော် အော်ဒီစိတ်ပေါ်လီကိုတော့မှပေးပေးခဲ့သေးတာပဲ level 50ရှုံဝင်ကျင်တော့ပေးခဲ့တယ် main ကိုလည်းသူပေးမယ်ဆိုပေးလို့ရတယ်ပေါ့နော်လက်ရှိမှာလည်းဝေကွင်းမှာရှုံပွဲမရှိတော့ရလက်တွေလည်းကောင်းနေ current form လည်းကောင်းနေနေတာမှာသူ main ကိုကြီးမပေးရတာကတော့ကျွန်တော်ဒီဘက်မှာဒီ hot fire နိုင်ဖို့ခက်လိမ့်မယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ပုံမှန်ဆိုတော့ main ကဟိုမနေ့ကခြေစွမ်းနဲ့ကြီးမယ်ဆိုတော့ main ကကြီးပေးခဲ့တာပါဗျာမနေ့ကဒူးသီးနဲ့လာဘူးနိုင်အဲ့တော့ကတော့ဒါ main ဘက်ကဒါ level 80 90ဝင်းကျင်တော့ပြီးခဲ့တယ်ဒါပေမဲ့လည်းဒီနေ့ကမင်းကရာဒီမနေ့ကရာဒီလို့မဟုတ်တော့ရှေ့လွန်းကြဆင်းနေအတင်းဖြစ်နေတဲ့အာဟော့ဖန်ကပြီးတော့ပြီးလို့ရအနေသာဖြစ်နေပေါ့နော်အဲ့တော့ body မှာဆိုတော့ဒီနေ့ match ကဒီဘက်မှာ bonelli ကဘက်မှာပြန်ပြီးအောင် site မြေလို့ကျွန်တော်ယူဆရတဲ့ body match ကိုကြိုက်တယ် ဂူပေါင်းဆိုရင်တော့ဂူပေါင်းအပေါ်ပဲကြိုက်ပါတယ်တောက်ကြကြမဲ့ဖော်မူလာကိုပဲကျွန်တော်ဆက်လိုက်ရဆက်ပြီးလိုက်ရမှာပေါ့နော်မလိုက်လို့မရကျွန်တော်ရှေ့မှာလိုက်ခဲ့တော့ရှုံးခဲ့တာပေါ့နော်အဲ့တော့ဒီနေ့တော့လိုက်ဆက်ပြီးလိုက်တင်ပါတယ်အဲ့တော့ mesh နဲ့ဂူပေါင်းဘော်လီပြီးချက်ပြီးခြင်းပါတယ်နော်နောက်တစ်ပွဲက nice နဲ့ marlin marlin ရဲ့တလုံး95ပြား9 3လုံး55ပြား9နော် အစတဲ့ကြီးရဲ့ level တရားဆိုတော့တိတ်တော့မကွာပါဘော်ဒီကြီးတန်းကိုပေါင်းကြီး3လုံး35ပြားနိုင်လောက်ကနေပြီးတော့3လုံး55ဆိုကိုပေါင်းကြီးကလည်းအရင်ကြီးတော့တီးတဲ့လားကြီးပြုတ်ကြလာတော့မရှိဘူး3လုံး50နိုင်ဝင်ရိုးပဲခြေခံထားသေးရေပေါ့နော်အဲ့တော့လက်ရှိမှာဒီနဲ့တင်းကဒါပြီးရင်ကျွန်တော်ဂျာရဲမှာကိုစီကိုစီယူဘာလီနဲ့ချန်ပီယံလိဒီကံဖို့ရှိရဲမာဆေးဒီနူးကဆိုအင်္ဂွမှာအက်ခံရမယ်သူတို့အရေးကြီးပါတယ်နက်ကလည်းပေါ်တိုဝင်းသွားကံအဲ့တော့နက်ဒီဦးရောပွဲစဉ်မှာလုံးဝအမှတ်မရသေးတဲ့အတင်း အဆင့်35မှာရက်တည်နေတော့ပြီးပြီးတော့မာစီယာကျတော့ဒါ၃ဘက်ပဲရပြီးအဆင့်25မှာရက်တည်အဲ့တော့မာစီယာလည်းဥရောပြိုင်ပွဲမှာအမှတ်လိုနေတဲ့အတင်းဖြစ်နေတယ် Nice ကလည်းဥရောပြိုင်ပွဲဒီမှာအမှတ်လိုနေတဲ့အတင်းဖြစ်နေခုန Main နဲ့ဖြောင်းပြန်ပါတော့ Main ကဟိုဘက်မှာဥရောပွဲဒီမှာအမှတ်လုံလောက်နေတဲ့ပုံစံဖြစ်အဲ့တော့ဒီနှစ်တင်းက Nice နဲ့မာစီဒီဥရောပြိုင်ပွဲဒီမှာအမှတ်လိုနေတာဖြစ်တဲ့အတွက်ဒီနေ့ပြည်တွင်းလိဒီပြည်တွင်းကူဝမ်းမှာအောင်စိုက်ပါမလား ဟိုဘက်ကိုကန်မဲ့လာမဲ့ဂျာယန့်မှာကန်မဲ့ပွဲစဉ်တွေကိုပဲ focus ထားမလားဆိုတာကိုကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်လက်ရှိမာစီကအဆင့်2မှာ Nice ကအဆင့်6မှာအော်အဆင့်2ကနေ6ကိုအဝေးကွင်း level 100ရှုံးအဲ level 100ရှုံးပေးရဆိုတာဒါလက်ခံပေးလို့ရတယ်ကြီးမှန်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အော်ဒီပွဲမှာလက်ရှိ Nice ဒီနောက်ဆုံး3ပွဲဆက်လေရှုံးပွဲတွေ့ထားတယ်ဥရောပပွဲစဉ်တစ်ပွဲအပါအဝင်ဒီပြင်းလေးလီကူ1မှာလည်းနှစ်ပွဲ ဆက်ရှုံးတာတယ်အဲ့တော့သုံးပွဲဆက်ရှုံးတာရဲ့အရှုံးကနေပြန်လာဘူးဆိုရင်တော့နိုင်ရှင်နေနေတော့ဒီဟိုရလက်ဆိုးနေရာနေပြန်လာဖို့ဒါခြေစွမ်းကောင်းနေပြန်ပြဖို့လိုအပ်တယ်ပေါ့နော်မာစီကတော့အင်ကွင်းဆိုပူကောင်းတယ်ကျွန်တော်ကမာစီပြင်းနိနိကူဝမ်းမှာဆိုမာစီကိုအင်ကွင်းဆိုရင်လွန်ပေါ်တွေခဏခဏပေးပဲပေးပေးတဲ့အခါတော်တော်များများမှလည်းကျွန်တော်ညီကိုရားလိမ့်မယ်လို့ယူဆပါတယ်နော်ဟိုတစ်ခါတလေ ဟိုအကောက်ရှုံးဖြစ်တာရှိမယ် PSG နဲ့ပွဲလုံးကတော့မာစီနဲ့ဂိုးပေါ်ပေးရတော့အဲ့လိုမျိုးတော့အကောက်ရှုံးတာပေါ့နော်တခါလေကျတော့ body တေးကြတူတူပွဲတပွဲရှိရမာစီပွဲအဲ့ပွဲလုံးကျတော့ body ရောဂိုးပေါ် anchor နဲ့လာမလို့နော်ဂိုးပေါ်တော့ရတယ် body တေးကြ body ကြအဲ့လိုမျိုးလေးတော့ရှိရလုံးပေါ်အောင်သားလာလေးလည်းရှိတယ်ပေါ့နော်အော်အဝေးကွင်းကျတော့ကျွန်တော်မာစီကိုအလောက်မကြိုက်ဘူးဂိုးပေါင်းပေါ်ကိုလည်းအလောက်မကြိုက်ဘူး body ကိုလည်းအရင်ကြီးမယုံရဲဘူးပေါ့နော်နည်းနည်းလေးခက်လန့်လန့်နေဖြစ်တယ်မယူရဲဘူးပေါ့မာစီကိုရဲတင်းတင်းအိမ်ကွင်းလောက်ဒါ လိမ့်မချရဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီဘက်က body ကိုကျွန်တော်လက်ရှောင်ကျင်တယ်မာဆေးကိုကြေးပေးထားတာတော့မှန်ကန်မှုရှိနေတယ်ဒါပေမဲ့မာဆေးကိုကြိုက်လာဆိုတော့အရင်ကြီးမကြိုက်ဘူးဒီဘွဲကကျွန်တော်ကတေးလောက်သွားမယ်လို့မှန်းတယ်ဒီဒီဝမ်းဝမ်းလောက်သွားဘာကြောင့်လဲနှစ်တင်းစလုံးညီထားပြီးဥရောပြိုင်ပွဲကိုအားထည့်ရမှာဖြစ်ဒီဘွဲကိုတို့အရင်ကြီးအားဆိုင်ပြီးကန်မှာမဟုတ်ဘူးရှော့ရှော့ပေါ့ပေါ့လေးပဲကန်သွားပြီးတော့အချိန်ဖြုံးသွားလိမ့်မယ်လို့ကျွန်တော်ယူဆရတဲ့ body ဆိုရင်တော့ဒါမဖြစ်မနေရွေးပြပါဆိုတော့အောက်တင်းဒီအင်ရှင်ကိုပဲကျွန်တော်ကြိုက်တယ် nice ကိုပဲကြိုက်တယ်ပေါ့နော် ကိုပေါင်းဆိုရင်လည်းကိုပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်။ပြား90တော့ရင်ကောင်းရင်းရမယ်ပေါ့နော်။သုံးလုံးရောက်သွားနိုင်ကြီးမရှိဘူးလို့တော့မဟုတ်ရှိတယ်။ရာခိုင်နှုန်းအရအဖြစ်တော့ကြည့်မယ်ဆိုရင်ရှိရ2112တပေါက်တော့ရှိရ။အဲ့တော့သုံးလုံးရောက်တော့ကျွန်တော်ပြား90ဝင်းကျွန်တော်ရင်းရလိမ့်မယ်။ဒါမဲ့ကျွန်တော်113လောက်ပဲမှန်တယ်။ဘာလို့နှစ်သိန်းစလုံးဦးရောပွဲကိုအောင် site အာယုံ site မှာဖြစ်တဲ့အတွက်ပေါ့နော်။အဲ့ကြောင့်ကျွန်တော်ကိုပေါင်းအောက်လေးကြိုက်တယ်။ ancient အောက်တင် nice body လေးကျွန်တော်ကြိုက်တယ်ပေါ့နော်။အဲ့တော့ nice body ကတော့မောင်းလောက်ပဲဆော့လိကျင်တယ်။မာဆေးဒီ ဟာဂိုးပေါင်းအောက်ကတော့ဆော့လို့ရတယ်နော်ဂိုးပေါင်းအောက်ကတော့ဒါဟိုဘယ်လိုရအောင်အတီးတန်ထိုးကအနေနဲ့ဆော့လို့ရပါတယ်နော်အဲ့တော့ကျွန်တော် nice step မှာဆေးပွဲစဉ်မှာ nice body နဲ့ဂိုးပေါင်းအောင်လေးရွေးပေးပါတယ်နောက်ဆုံးတစ်ပွဲကတော့ဒါ championship ပေါ့ preston နဲ့ blackburn preston 11:25ပြားရှုံနှလုံး40ရှုံပေးထားတယ်အဲဒီပွဲကတော့ဒီခြေနှံပေါ့နော် level ပြား30ရှုံအဲ ကိုပေါင်းကြီးနှလုံး90ရှုံဝင်းကျင်ကစီစီဝမ်းဝမ်းပဲအလုံးလုံးစီစီဝမ်းဝမ်းပဲသွားတာများတယ်ကိုပေါင်းအောက်တာရာခိုင်နှုန်းများတယ်အဲ့တော့ဒီပွဲတော့ကိုပေါင်းအောက်ကြီးကြိုက်တယ်ဘော်ဒီကိုမဖြစ်မနေရွေးပေးပါဆိုရင်ကျွန်တော် flow မီနီယာတစ်ခုလေးရှိအဲ့ဒါကအင်ရှင်အသင်း plus stand အနေနဲ့ရှေ့မှာ၃ဘွဲ့ဆက်နိုင်ထားတယ်ဒီပွဲမြောက်မှာ draw ကြတာအော်ဒီနေ့၅ဘွဲ့မြောက်ကတော့အရှုံးနဲ့ရင်ဆိုင်သွားနိုင်ရှိတယ်ဒါပေမဲ့အင်ဝင်းဖြစ်နေတဲ့ရှုံးဖို့တော့နေကောင်း ည်းနည်းလေးခက်ကောင်းခက်လိမ့်မယ်တေးလောက်ပဲထက်ကြွသွားပြီးတော့မှနောက်ပွဲကျမှရှုံးတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ body ဆိုတော့ကျွန်တော်အဝေးအတင်း brad ban လေးကိုပို့ကြိုက်တယ်နောက်တစ်ခုက mbappe ဆရာကိုကြည့်ပြန်တော့လေ preston နေအဆင့်၄မှာရက်တည်နေ brad ban အဆင့်၁၆မှာ၄ရနေ၁၆အိမ်ကွင်းမှာလည်းဖြည့်သားနေ level 20 30ဘယ်လောက်ပဲပေးရဆိုတာဒါတော်တော်လေးကြီးနေနုလေလို့ပြောလို့ရတယ်ပေါ့နော်1 1 plus 50လောက်တော့အနေလုံးပေးလို့ရတဲ့အနေထားမှာ level ပြား90တင်းတင်းတော့မပေးထားဘူးဆိုတော့ဒီပွဲမှာကြည်တန်းရကြည့်မယ်ဆိုတော့နှုပါအဲ့တော့ black band body လေးကြိုက်တယ် flow ရဆိုရင်လည်း plus stand နေနဲ့ရှုံးဖို့ရခိုင်တို့များတဲ့ flow တစ်ခုဖြစ်နေတဲ့အတွက်ဒါ black band body လေးကောင်းပါတယ်เนาะအဲ့ black band body နဲ့ go bomb out လေးတွဲဆော့မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်အော် championship ပွဲစဉ်ကတလောက်ပါပဲเนาะကဲတော့ဒီနေ့တော့ကျွန်တော်၃ပွဲကိုတီချာလေးပြပြပေးခဲ့ပါတယ်ညီကိုတို့အနေနဲ့ကိုနဲ့အကြိုက်တွေထိုးခွက်ကိုယူဆော့လို့ရပါတယ်အဲ့ member ဖုန်ကွက်နေလာမယ်ပြီးရင်မမတဲ့ free tip တစ်ကွက်လာပေးမယ်เนาะပြီးလို့ရှိရင်ကျွန်တော်မောင်းနေ free channel မှာပို့ပေးသွားပါမယ်အဲ့တော့ကျွန်တော် free channel မ join နေညီကိုရှိရင်လည်းဒါ comment မှာဒါ link ကိုချပေးထားပါတယ်အဲ့ဒါတစ်ဆင့် join ပြီးတော့ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကိုနေအကြိုက်သူမှာဒါဆော့ပါအကြိုက်မတူဘူးဆိုရင်တော့ back end လို့ရပါတယ်လွတ်လပ်စွာ back end ပြီးတော့ကို ပတ်စံရဖို့အဓိကဖြစ်ပါတယ်နော်။လူတိုင်းကတော့ကျွန်တော်တောင်းတောင်းအသွေးအမြင်ကမတူးဆိုတော့ဒါအတော်တော်ကွဲလဲပိုင်ခွင့်လဲလွတ်လပ်စာကွဲလဲပိုင်ခွင့်ရှိပါတယ်နော်။အဲ့တော့ကျွန်တော်တို့ black fan ကတော့စနေနေ့ပွဲများပွဲများလဲကျွန်တော်ဗီဒီယိုနှစ်ပုတ်လောက်တော့အနေဆုံးအနည်းဆုံးပေါ့နော်။အနည်းဆုံးလုပ်ပြီးပါမယ်။ဗီဒီယိုနှစ်ပုတ်လောက်ခွဲပြီးလုပ်ပြီးပြီးတော့ကျွန်တော်တို့ဒါဖြည်းဖြည်းချင်းနဲ့အတည့်ရရှင်းတဲ့အနိုင်ရရှိသွားအောင်ကြိုးစားသွားကြတာပေါ့နော်။အော်မမဝင်ပြုတ်ရပြီလားလို့လာမေးရင်ညီကို3-4ရောက်လောက်ရှိနေရဲဒါပေမဲ့ကျွန်တော် ဟိုမခေါ်သေးပါဘူးနော်နောက်တစ်ပတ်လောက်မှခေါ်မှာအရင်ဆော့တည်21ရက်ပဲရှိသေးရောလာကုန်ခံနီးဒါနောက်တစ်ပတ်26 29လောက်ပေါ့နော်နောက်တစ်ပတ်စနေတနင်္ဂနွေက29 30လောက်လာကုန်ရဲဆိုအဲ့မတိုင်ခင်လေးတရနေ့လောက်ဂျူပြီးတော့ကျွန်တော်ကြီးညာပေးပါမယ်အဲလာကုန်ခံနီးလောက်မှပေါ့နော်ဟောဒီရက်ပိုင်းကအရင်ဆော့တည်ရလေနော်အားကြောင့်မလို့ပါအော်ကျွန်တော်အခုစဉ်းစားထားတာလေးတခုကပါလဲဆိုတော့ဒီ member လာတိုင်းဝင်နေသူပေါ့နော်ရှစ်လပိုင်းကနေယာဒီအကုန်ထိလာတိုင်းဝင်နေညီကိုကြီးကိုဒါလက်ရှိကျွန်တော်ကြည့်ကြည့်ရ9ရက် 6ရောက်လာမည်ရှိရဲ့အဲအင်ဂျီကိုဒီကိုကျွန်တော်ကဘာဖလာလာမယ့်2026ကဘာဖလာဂျွန်လာမှာကျင်းပမယ်ပွဲစဉ်ကြာရင်တော့ကျွန်တော် free ပေးဖို့များတယ်ဘောတနည်းပတ်လုံးရမမာဝင်ထားညီကိုတွေပေါ့နော်တနည်းပတ်လုံးမမာဝင်ထားညီကိုတွေ free ရွေးချယ်ပေးဖို့စိတ်ကူးထားတယ်အဲဒါကတော့တို့တို့လည်းလက်ရှိချိန်ကြီးကငါအော်ကက်စ် ပြီးစက်တင်ဘာအောက်တိုဘာနိုမှာလေးလဆက်တိုက်တော့ဝင်ထားရပြီပေါ့နော်ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီမတ်အေဘယ်မေနောက်တဲ့6လကျင်နေအဲ6လလေးတို့ဆက်ဝင်မယ်ဆိုတော့အဲ့ညီကိုကြီးကိုကျွန်တော် free 6လပိုင်းမှာလုံးမဲ့ကွာဖလားပြိုင်ပွဲကို free ရွေးချယ်မှုလုပ်ပြီးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးအဆုံးကြီးကြီးပေးခဲ့ကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာကျွန်တော်မလဖန်နေ့လယ်2နာရီ3နာရီကြားမှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်